တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဖူတာအီးပိုင် HK မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတပြူသီးပစွန်ရခိုင်ချက်လေးချက်စားဖြစ်တာကိုပြန်မြင်မျှဝေလိုက်ပါတယ်เนาะဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါဦးတပြူသီးကိုတော့အရင်လေးတွေဖယ်ပြီးတော့နုနုလေးတွေပဲယူမယ်เนาะပစွန်ကအခွန်နွားပြီးတော့နောက်ကျောလေးတွေထုတ်ထားတာတပြူသီးလီးထားတာပေါ့เนาะပြင်ကျက်တော်နီပင်စင်းရွက် မြို့သီးစိမ့်တော့လိုအပ်ပါတယ်။ချက်မှတ်ဦးလေးကိုပဇွန်ထည့်ပါမယ်။ပြီးရင်တပြူသီးထည့်မယ်။ချက်သွန်ဒီပပလိထားထည့်မယ်။မြို့သီးစိမ့်ကတော့နှစ်ချမ်းလေးတွေခွဲထားတာပေါ့နော်။ဆနွင်းထည့်မယ်။ပြီးရင်စာခင်းချုံမုံငပီးစီထည့်ပါမယ်။ဒီဟင်းကစီများများလေးထည့်မှစားကောင်းတာမို့လို့စီနည်းနည်းပို့ထည့်လိုက်ပါရနော်။ပြီးရင်ရေထည့်ပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့ချက်ထားပါမယ်။ ရေကနေုံလေးပဲထည့်ပါနော်စူပွက်လာပြီဆိုလို့ရှိရင်တော့တစ်ခေါက်မှွေပေးလိုက်ပါမယ်နော်အရသာအစုံလင်းထည့်ပြီးပြီဆိုတဲ့အတွက်ကြောင့်ကိုကအရေတောက်လေးစားချင်တယ်ဆိုလို့ရှိရင်တော့ရေကိုအရင်ကြီးမခန့်အောင်ချက်ပေါ့နော်မထကြောတော့ဒီလိုအနေထားလေးထီဆိုလို့ရှိရင်တော့ရပြီအရေးလေးစမ်းပြီးစားမှာမို့လို့လေ ။ရတာမီးကြီးတို့အဆင်ပြေပြီဆိုလို့ရှိရင်တော့ပင်စင်းလေးအုပ်လိုက်ပါမယ်။ပင်စင်းနဲ့မမွေလေးနဲ့တပြူတီးကလည်းအချိန်ရတာပစုံကအချိုနဲ့လေးရမ်းစားလို့ကောင်းပါတယ်။လိုက်ချက်စားကြည့်ပါနော်။ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်။ ဖူဒါယာကြီးပိုင်း HK YouTube Channel ရာနေပြီးတော့ဟင်းချက်နီးလေးတွေတင်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးပါဦးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်း